ကျမတို့မြို့နယ်မှာအဲဒီမူရစေဝတောက်တုံးတဲ့လူတွေကမြောက်များစွာရှိပါတယ်။စိုက်ပျိုးတဲ့ဒေရတွေလည်းအများကြီးရှိပါတယ်။ရှမ်းပြည်မြောက်ပိုင်းရှမ်းပြည်တောင်ပိုင်းရှမ်းပြည်အရှေ့ပိုင်းပေါ့နော်။ရှမ်းသုံးရှမ်းရှိတဲ့နေရာမှာမူရစေဝနဲ့ကင်းတဲ့မြို့ရှိရင်ကျွန်တော်ပြပါလား။ ခြေရွာတိုင်းရွာတိုင်းရွာတိုင်းကိုကြီးလိုက်မွေးရေးစေဝါကင်းစင်တဲ့နယ်မြေမရှိသလောက်ပဲဒီဦးဇင်းတို့ရှမ်းပြည်မှာတော့အတော်လေးမွေးစေဝါနဲ့ပတ်သက်ပြီးတော့အတော်လေးအတော်လေးဟိုပြဿနာဖြစ်နေပါတော့အခုကျွန်တော်ဒေသမှာလူငယ်တရားမှာအခုအများဆုံးဆွဲရော80နေရရှိပြီပေါ့ဒီတနောင်းလာတဲ့အတိုင်းထောင်ခိုင်ရတဲ့လူတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တိုင်းနာဘောက်ဆောင်ဖြစ်ပါတယ် ဟိုကျွန်တော်ကငွေစေးဘာနဲ့ဟိုငွေစေးဘာတုံးလို့နိုင်ငံတော်ပေးတဲ့ဟောပြတဲ့အောင်ခံရအာရွာမှာနေမယ်ဆိုလို့ရှိရင်တော့ပင်းစားမယ်ဒီလိုပဲဖြစ်နေမှာပဲဆိုပြီးမှလူငယ်တွေအမျိုးသမီးတတော်များများကဒီတခြားနိုင်ငံတခြားနေရာမှာဟိုသွားပြီးမှအလလောက်တာများပေါ့နော်ဒီလူငယ်ဒီပင်းတွေကျွန်တော်မတက်ဖြတ်ဘူးဆိုရင်တော့တက်ပို့တော့နောက်ဆန်နေ ဆက်စွန်းတဲ့အတွင်းမှာကျွန်တော်တို့လူမျိုးတွေကပိုရောဒုက္ခရောက်ဒီမူရစီဝါကိုထထထရောက်ရောက်ထထမိမိနဲ့အမြန်ဆုံးပပျောက်အောင်လှုပ်ဆောင်ပေးဖို့အများကြီးစိတ်ဆန္ဒရှိပါတယ်။မူရစီဝါရောင်းတဲ့လူကအဝေးကအပြင်ကနေပြီးတော့မှမူရစီဝါပြစ်ချပြီးတော့ရောင်းပြီးတော့ထွက်ပြေးတာမဟုတ်ဘူး။ရက်ရွာထဲမှာအိမ်တော်စုစရာနဲ့ထိုင်ရောင်းနေတဲ့လူတွေနေမြင်မှုဘာလို့မသိရတာလဲ။ ရရကဟုတ်လားရက်ွက်အုတ်ချိုရင်မဘာလို့မသိရတာလဲရဲဘာလို့မသိရတာလဲမွေးစေဝတ်တပ်ဖြည့်ဖို့စတာကအုတ်ချိုရင်မအစင်းစင်းဒါ NGO ရရွာပြည်သူလူထုခေါင်းဆောင်ကိုရရွာမှာရှိတဲ့ဖုန်ကြီးတွေတာဝန်ရှိပါတယ်ပေါ့နော်အဲဘလို့တာဝန်ရှိဆုံးရတာဒီအာနာပိုင်ဖက်စီဘဘတာဝန်ရှိမှာပါနော်။ဝိစီပါတုံးတဲ့ချိန်ကတော့အားလုံးကြောက်နေရပါဗျာနော်။ ျွန်တော်အဲဒီမူရီစေဘာတုံးတဲ့ညီကိုတွေအားလုံးလည်းတည်တည်ချင်းနေတာမူရီစေဘာဆိုတာဘလို့မှကောင်းကျိုးပေးတဲ့အရာမဟုတ်ဘူးအချိန်မီတလောက်ဖြတ်လိုက်ပါအချိန်မီတလောက်ဖြတ်ပြီးတော့ကို့ဘဝကိုကောင်းအောင်မနေဖို့ကြိုးစားကြပါလို့ကျွန်တော်ပြောချင်ပါတယ်မိမိဆန္ဒတဘောအရောက်လာရလာရောက်ပြီးတော့ပြန်လည်ထမှုခံယူခြင်းမှာဆိုကျွန်တော်ရည်ရွယ်မှုကိုမရှိပါဘူးတဲ့ထူရမှုခံလို့ခြင်းဆိုရင်ကျွန်တော်လူမှုနာဥစည်းထဏာရုံများနဲ့ပြန်လည်ဆက်သွယ်ပြီးတော့ပြန်ထမှုခံလို့ရပါတယ်